မင်္ဂလာပါရှင် MSLI Tox New Channel ကနေကြိုဆိုပါရစ်ဒီတစ်ခါမှာတော့မောင်လေးတင်းနဲ့ရောက်သွားပြီဖြစ်တဲ့တယောက်စာခရစ်စတီနာကြောင့်ပြောပြတင်ဆက်ပေးခြင်းပါတယ်မောင်လေးတွေနဲ့ဆိုမောင်လေးကိုပဲမောင်လေးကိုတင်ချင်မိမှာပေါ့နော်ခရစ်စတူကတော့ရှိနေပြီမောင်လေးပေါ့မောင်လေးဆိုပေမဲ့လည်းခရစ်စတန်နည်းနည်းလေးပဲငယ်တယ်ရွယ်တူနေပါပါပဲသူနဲ့ကိုနေကစိတ်တဘောထားချင်းတိုက်ဆိုင်နေဘာတစ်ခုမှကိုတိတ်ပြီးတော့ညှိနှိုင်းစရာမလိုဘူးသူကအကုန်နားလဲပေးတယ်ခရစ်ပေါ်မှာလည်းနားလည်မှုရှိရလို့ ချစ်သူမောင်လေးရဲ့အကြောင်းကိုခရစ်စတီနာက ရှင်းပြထားတာပါအခုလက်ရှိမှာ တွဲနေတဲ့ချစ်သူကလည်းသူမစိတ်ကိုယ်ရဲ့အတိုင်းဖြစ်လို့စိတ်တိုင်းကျချိန်နေတယ်လို့လည်းခရစ်စတီနာကပြောထားပါသေးတယ်ချစ်သူမောင်လေးကသူမအသက်ထက်နှစ်နှစ်ပဲငယ်တယ်ဆိုတာကလည်းဆိုသေးတယ်သူကစိတ်ထားလှတယ်တပားသူပေါ်မှာလည်းရိုးသားဖြောင့်မဆွာဆက်ဆံနေစိတ်ထားလည်းနှူးညံ့နေအဲ့ဒီလိုချက်တဲ့ကြောင့်ပဲမောင်လေးကိုရွေးချယ်လိုက်တာဆိုပြီးတော့လဲခရစ်စတီနာကပြောထားပါသေးတယ်ချစ်သူမောင်လေးက ခရစ်တိုလိုမျိုးကပြားတအုပ်ပဲလို့လဲဆိုသေးတယ်။ရင်းစားသက်တမ်းကတော့နှစ်နှစ်လောက်ရှိပြီ။ကိုရန်ခင်တဲ့အမတယောက်ကမိတ်ဆက်ပေးတာသူ့တန်ငယ်ချင်းနဲ့လည်းတည်တယ်။မောင်လေးကိုတွေ့ပြီးအပြိုကြီးအေးပြောသွားတာဆိုပြီးတော့အရှင်ဖောက်ထားပါသေးတယ်။အိမ်တော်ဖြစ်ရဆိုတာကတော့ဖုံးစာပါမရင်းဆက်ပါမလည်းဖြစ်တာလေ။ရင်းဆက်ကုံသွားပြီဆိုရင်လည်းဘလောက်ပဲချက်ချက်ဘလောက်ပဲနားလည်မှုရှိပါရဲပြောပြောလမ်းခွဲကြရတာပဲ။အကျိုးအကြောင်းတရားတွေဆက်ဆက်မှုရှိမှပဲတယောက်နဲ့တယောက်ပေါင်းဖက်ရတာဆိုတော့ခရစ်ကတော့ အရာအလုံးကဖျားသခင်လိုတော်တိုင်းပဲလို့ဆုံးဖြတ်တယ်လို့လဲသူမရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လဲသတင်းမီဒီယာတွေကိုပြောထားပါသေးတယ်ဒုတိယကိုရန်ကြီးပိုင်ဆိုင်မှုမစူးစားဘူးမစင်စားဘူးကိုဘလောက်ထိသူ့ကိုချင်နိုင်မလဲချင်နိုင်သေးတဲ့အချိန်ထိချင်မဲတိစ္ဆာရှင်ရှင်နေမဲ့အချင်းနဲ့ပတ်သက်ရင်ဒီလောက်ပါပဲလို့လဲအချစ်ပေါ်ခရစ်စတီနာကအတိတ်ပဲဖွင့်ဆိုထားပါသေးတယ်ကိုလော်လော်ဆယ်မှာတော့အရန်လဲချင်နေသလိုအရန်ကိုပဲအချစ်လဲခံနေရတယ်လို့ချစ်သူမောင်လေးနဲ့ပတ်သက်တဲ့အချစ်ရေးကိုလဲဖွင့်ဟထားသေးတယ် အခုလက်ရှိမှာတော့ခရစ်စတီနာကကြော်ညာတွေနဲ့လက်ခံရိုက်ကူးနေတဲ့လုံတချင်းတွေမှာလည်းတရုတ်ဆောင်ဖြစ်တယ်လို့ပြောထားတယ်။လက်တလောမှာတော့လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ရှင်နန်တာခင်ခင်ကြီးဆိုတဲ့ရုပ်တံဇလံတွေမှာလည်းခရစ်စတီနာကရွှေသစ်ဆိုတဲ့ဇယုတ်ကိုလည်းပြပြင်းပြပြင်းတရုတ်ဆောင်နိုင်လို့ပရိသတ်ရင်အားပေးမှုကိုလည်းရနေတာပါ။ဘဝမှာအမှုပညာကလွန်ရင်ဘာမှဆက်လုပ်စရာမရှိဘူး။ပျော်စရာဆိုရင်လေကိုနေထိုင်တဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကဒီအလုပ်ပဲရှိတယ်။အဲဒါကြောင့်လည်းအမှုပညာကိုပဲဆက်လုပ်သွားမှာပါ။ အမှုပညာကိုချစ်တဲ့သူတယောက်ဖြစ်တဲ့အတွက်အမှုပညာနဲ့ပတ်သက်လာရင်ဘလို့အခက်ခဲပဲကြုံကြုံအခက်ခဲလို့တော့မမှတ်ယူဘူး။ဟိုရင်လွန်ခဲ့တဲ့10နှစ်လောက်ကအစ်စ်တယောက်လိုစူးစမ်းခဲ့တဲ့အတိုင်းပဲအခုလည်းဆက်လက်စူးစမ်းနေပါလို့လည်းအမှုပညာလောက်တဲ့နဲ့ပတ်သက်ပြီးတော့ပြည်သက်ကိုဝေမျှထားပါသေးတယ်ရှင်။အနောက်တိုင်းဆန်တဲ့ရုပ်ရည်လေးနဲ့ခန္ဓာကိုယ်ပြည့်ပြည့်လေးကိုပိုင်ဆိုင်ထားတဲ့မော်ရယ်တယောက်ဆန်ခရစ်စတီနာကတော့အရန်ပိန်နာမျိုးကိုသဘောမကျဘဲကိတ်တာလေးတွေပြည့်ရာလေးတွေကိုကြိုက်တယ်လို့ပြောထားပါသေးတယ်။ အရန်ပိန်နာကြီးကိုမကြိုက်ဘူးကိတ်တာလေးဖြည့်တာလေးဆိုသဘောကြတယ်အရန်ကြီးတော့မပိန်ချင်ဘူးချက်ချက်ရရဲ့ချစ်ချစ်လေးလေးလေးဖြစ်ချင်တယ်အခုဆိုရင်ခင်ရည်စည်းကြောင်းမှာမြမဝစ်စုံလေးကအရန်ကိုခင်စားလာတယ်အားလုံးကလည်း fashion ရည်စည်းမှာလက်ခံလာတယ်မြမဝစ်စုံလေးကိုဝတ်မယ်ဆိုရင်မြမအမျိုးသမီးတယောက်အနေနဲ့ကိတ်ဖို့လိုအပ်ပါတယ်လို့ခရစ်စတီနာကပြောထားပါသေးတယ်အခုအနုပညာလောက်တွေကိုပြန်လောက်တဲ့အချိန်မှာတော့ခင်ရည်စည်းကြောင်းရောက် အရင်တော့ကပုံစံနေနဲ့ကွဲပြားသွားခဲ့ပြီးကိုရိုင်းနေနဲ့လည်းရတဲ့အခွင့်အရေးပေါ်မှာလုံရတဲ့အတွက်နည်းနည်းတော့ခက်တယ်လို့ခရစ်စတီနာကရှင်းပွင့်ထားပါသေးရဲ့ရှင်။အဆောင်ထင်အပင်မှုအတွက်ကျေးဇူးထူးတင်ရှိပါတယ်။ပရိသတ်များအားလုံးလည်းကျန်းမာရွှင်လန်းကြပါစေရှင်။